င်္ဂလာပါရှင်။ Channel Co Media မှာကြိုဆိုပါတယ်။ရှမ်းပြည်နယ်ဆိုရအဖွဲ့အစည်းကြံမှုဖြင့်ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဖွင့်လှစ်သည့်မြို့ရသည့်အခြေခံကွန်ပျူတာ၊အင်္ဂလိပ်စာ၊တရုတ်၊ကိုရီးယားစကားပြော ပကြီးစစ်တူရင်တင်နန်းစင်ပွဲကိုမေလ12ရက်နေ့နက်9နာရီကတောင်ကြီးမြို့လူထုအခြေပြုဘဟုဌာနဗတ်စုံသုံးခန်းမ၌ကျင်းပခဲ့ပါတယ်။ တင်နန်းစင်မွေတွင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကလူထုအခြေပြုဗဟိုဌာနတွင်လူငယ်များပတ်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်နွေရာသီတင်နန်းများဖွင့်လှစ်ပေးနိုင်ခြင်းသည်နိုင်ငံတကာနိုင်ငံ၏အရေးကြီးဆုံးအရင်းအမြစ်ဖြစ်သည့်လူဆွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရန်နှင့်လူငယ်များအချိန်ကိုတန်ဖိုးရှိရှိအသုံးချတတ်စေရန်လေ့ကျင့်ပြုထောင်ပေးခြင်းဖြစ်ပါကြောင်း ယနေ့ကျင်းပသည့်သင်တန်းစင်ပွဲသည် community center ဖွင့်လျားခြင်း၏ရည်ရွယ်ချက်များဖြစ်သည့်အသိပညာဗဟုသုတများတရင်အချက်အလက်များကိုအလွဲတကူလာရောက်ရှာမိနိုင်သည့်နေရာတစ်ခုလူငယ်များပတ်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက်သင်တန်းများဆွေးနွေးပွဲများဟောပြောပွဲများပြိုင်ပွဲများအသိပညာပေးပြပွဲများဆောင်ရွက်နိုင်သည့်နေရာတစ်ခုဖြစ်စေရန်အတွက်အကောင့်တေပေါ်ဆောင်ရွက်နေခြင်းလည်းဖြစ်ပါကြောင်း လူငယ်များအနေဖြင့်ထူးချွန်ထက်မြက်ပြီးစွန့်ရည်တွေပြေဝနေစေရန်အတွက်စစ်စဲမပြတ်လ ీల ာတင်ရန်လိုအပ်သလိုဘ ഹു တုဒ္ဒပြည့်စုံကြဝနေစေရန်စာပေများကိုလည်းဖတ်စုလ ీల ာရန်လိုအပ်သလိုလူငယ်များအနေဖြင့်ဗလငါးတယ်ပြည့်စုံပြီးအနာဂတ်မှာနိုင်ငံတော်ကအကူအထားပြုနိုင်သည့်နိုင်ငံသားကောင်းရတနာများဖြစ်အောင်စူးစမ်းကြရန်ပြောကြားသွားပါသည် ထို့နောက်တင်နန်းတွင်ထူးခြားစွာအောင်မြင်ခဲ့သည့်တင်နန်းသားတင်နန်းသူများအားစုတစိမ့်နှင့်ငွေစားစုကိုပြည်내ဝန်ကြီးချုပ်ဦးအောင်ကချီးမြှင့်ပေး၍၎င်း၊နေရသည့်အခြေခံကွန်ပျူတာအင်္ဂလိပ်စာ၊တရုတ်စကားပြော၊ကိုရီးယားစကားပြော၊ပကြီးနှင့်စစ်တူရေးတင်နန်းများအတွက်တင်နန်းရှင်လက်မှတ်နှင့်မြစ်တာဖြင့်ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့်နည်းပြများအားဂုဏ်ပြုမှတ်တမ်းလောင်းများကိုပြည်내ဝန်ကြီးများပြည်내ဥပဒေချုပ်ပြည်내ဆိုရအဖွဲ့တွင်မှုတို့ကချီးမြှင့်ပေးကြပြီးနေရသည့်အခြေခံကွန်ပျူတာ အင်္ဂလိပ်စာတရုတ်ကိုရီးယားစကားပြော ပကြီနီစစ်တူရင်တဲ့များအတွက်အလှငွေများကိုစမ်းတောင်တတ်ထုလုပ်ငန်းရှင်များအသင်းအတွင်းရေးမှူးဦးအောင်မြင့်ကပြည့်ရရာပြန်ကြားရေးနှင့်ပြည်သူ့ဆက်စပ်ရေးဦးစီးဌာနညွှန်ကြားရေးမှူးဦးစိုးညွှန်ရှင်ကလက်ခံရယူပြီးဂုံပြူမှတ်တမ်းလွှာများပြည့်နေပြည့်ရကြောင်းသိရှိရပါသည် ဆက်လက်၍တင်းနန်းသားတင်းနန်းသူများကိုစားတင်းနန်းသားတဦးကယေရှုတင်စကားပြန်လည်ပြောကြားခဲ့ပါတယ်။၎င်းနောက်ပြည်내ဝန်ကြီးချုပ်နှင့်အဖွဲ့သည်လူထုအခြေပြုဘဟုဌာန Community Center စီပြည်သူစာကြည့်တိုင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားကြည့်ရှုစစ်ဆေးပြီးကလေးစာပတ်ခန့်တွင်ငြိမ်းချမ်းလူငယ်ဖွံ့ဖြိုးရေးပရာဟိတကရမာကလေးများစေးရောက်ချေနေမှုကိုကြည့်ရှုအားပေးပြီးကလေးများအားဗလာစာအုပ်နှင့်စားစရာမုံများဝင်းငါပေးခဲ့ကြောင်းသိရှိရပါသည်။ ထိုမှတဆင်ပြည်နယ်ဝန်ကြီးချုပ်နေအဖွဲ့သည်တောင်ကြီးမြို့ဆက်ဆက်ထုံးရက်ွက်ရှိ ရှုကင်းသာပညာရှိရေမြောင်းဝင်းကြီးအစင်းမြင့်တင်ခြင်းနှင့်တာယာနှပ်ပရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက်ယူနေစီပင်သာရေးဌာနအင်ဂျင်နီယာမှုဥပြေပြိုဟိန်မှရှင်းလင်းရာပြည်နယ်ဝန်ကြီးချုပ်ကတစ်ပင်များစိုက်ပျိုးပင်ရန်နှင့်မူမကြမီဆောင်ရွက်ပြီးစီလိုကြောင့်နေလိုအပ်တီများဖြည့်စွက်မှာစားခဲ့ကြောင်းသိရှိရပါတယ်ရှင်